မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန်းသတင်းလေးကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးတစ်ပုတ်အနေနဲ့ ရှာရင်အပြင်းရစင်းရေးတက်တန်တူဖို့အာဆီယံတိုက်တွန်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာငလင်းဘေးကိစ္စရေးနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းတွေအတွက်ရခိုင်ပြည်ညာထားတဲ့အပြစ်ခံရစင်းရေးကိုတက်တန်တူဖို့မလေးရှားပါဝင်အာဆီယံနိုင်ငံတွေကတိုက်တွန်းနေပါတယ်။မလ28ရက်က9.8အစဉ်ရှိအင်အားဖြင့်မင်္ဂလင်းလှုပ်ခတ်ပြီးရနောက် AB 22ရက်ဒီသတင်းသုံးပတ်ကြားအပြစ်ခံရစင်းရေးကို NASA ကနဲ့လက်နက်ကင်ဖွဲ့တွေကထုတ်ပြန်ကြေညာထားပါတယ်။ဒီအပြစ်ခံရစင်းရေးကိုအာဆီယံဖွဲ့ဝင်နိုင်ငံတွေကကြိုးဆိုကြပြီးပြည်သူတွေရဲ့လုံခြုံရေး ကျန်းမာရေးအတွက်ရည်ရှိလိုအပ်နေတဲ့လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးအပ်မှုတွေနဲ့ထိခိုက်ပျက်စီးပမာဏတွေကိုထည့်သွင်းစဉ်းစားဖို့တိုက်တွန်းထားပါတယ်။ပဋိပက္ခတွေဆက်မဖြစ်ဖို့နဲ့အရေးကြီးဆုံးကမြန်မာပြည်သူတွေကိုဘယ်လိုကူညီပြီးအကူအညီတွေရယူနိုင်မလဲဆိုတာအရေးကြီးပါတယ်လို့စနေနေ့ကမြန်မာနိုင်ငံကိုရောက်ရှိလာတဲ့မလေးရှားနိုင်ငံသားဝင်ကြီးကခီးစင်ပြီးတဲ့နောက်သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။မိုဟာမက်ဆန်နဲ့ထိုင်းနိုင်ငံသားဝင်ကြီးမာရစ်တိုဦးဆောင်တဲ့ဖွဲ့ကမြန်မာနိုင်ငံလူသားချင်းစာနာမှုမစ်ရှင်ကိုဦးဆောင်ရောက်လာခဲ့တာဖြစ်ပြီး NASA ကဥက္ကဋ္ဌမြန်မာနိုင်ငံသား ိုင်းဝင်ကြီးတို့နဲ့နေပြီးတော့မှတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ခီးစဉ်တွင်မလေးရှားနိုင်ငံရဲ့အကူအညီ15တန်ကိုအာဆီယံလူသားချင်းစာနာထောက်ထားမှုအကူအညီနဲ့တဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာညှိနှိုင်းရေးဗဟိုဌာနစင်တာကိုလွှဲပြောင်းပေးရခဲ့ပါတယ်။တတိယကြိမ်များအကူအညီတွေကို AB လ9ရက်နေ့မှာပေးပို့မယ်လို့မလေးရှားနိုင်ငံဆိုင်ဝင်ကြီးကပြောပါရယ်အာဆီယံလက်ချောက်ကတာမလေးရှားနေနဲ့အခြားအာဆီယံဖွဲ့ဝင်နိုင်ငံတွေနဲ့အတူလူသားချင်းစာနာမှုဆိုင်ရာမိဖက်ဖွဲ့စည်းတွေနဲ့အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ထားပါရယ် နောက်ထပ်တစ်ပုတ်အနေနဲ့ကင်စင်အဖွဲ့များကြိုတင်ခွင့်ပြုချက်တောင်းခံရမယ်လို့စစ်ကောင်စီပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အင်အားပြင်းကလင်ကြောင့်နိုင်ငံတွင်တိကိုက်ဆုံရှုံမှုတွေများပြားနေတဲ့ကာလမှာကုညီကင်စင်ဆောင်ရွက်မဲ့အဖွဲ့များအနေနဲ့ကြိုတင်ခွင့်ပြုချက်တောင်းခံရမှာလို့စစ်ကောင်စီဒုတိယကောင်ဆောင်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကအေပြီလ9ရက်ကနေပြည်တော်မှာပြုလုပ်တဲ့စည်းဝေးမှာပြောပါရယ်။မြို့တိကင်စင်အဖွဲ့စည်းမစိုးတိကျလွတ်လပ်စွာရပ်တည်ပြီးဆောင်ရွက်ခွင့်မရှိဘဲစစ်ကောင်စီကကြိုတင်ခွင့်ပြုချက်တောင်းခံရမှာဖြစ်ကြောင်းဆိုပါရယ်။ဒါပြင်သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့အတူ တို့ကပူးပေါင်းဆောင်ရွက်မှသာခွင့်ပြုပေးသွားမှာကိုမူဝါဒတရက်အနေနဲ့ဆောင်ရွက်သွားဖို့လို့ကြောင်းစစ်ကောင်စီဒုတိယကောင်ဆောင်ကပြောပါရယ်တိုင်းနယ်ပြည်နယ်ဝင်ကြီးချုပ်တွေအနေနဲ့လည်းသက်ဆိုင်ရာပြည်နယ်တွေကိုရောက်ရှိလာတဲ့ကုညီကင်စိန်အဖွဲ့များ NGO များကိုစစ်ကောင်စီကုညီကင်စိန်အဖွဲ့များနဲ့အတူတကွပူးပေါင်းဆောင်ရွက်မှသာခွင့်ပြုပေးသွားမယ်လို့၎င်းကညွှန်ကြားပါရယ်ပြီးခဲ့တဲ့ AP တရက်နေ့မှာငလင်းပေးတင်ပြည်သူများအတွက်ထောက်ပံ့ရေးပစ္စည်းများတင်ဆောင်လာတဲ့တရုတ်ချက်ချင်းဤအသင်းမှရှင်တန်းကိုနောင်ကျုံမြို့နဲ့အုံမတိကြီးရွာမှာစစ်ကောင်စီတပ်ကတနက်နဲ့ပြစ်ခတ်မှုဖြစ်ပွားခဲ့ ဲ့ပါတယ်စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူဘုကျုံစောမင်းထွန်းကအဆိုပါဖွဲ့ကစစ်ကောင်စီရဲ့တပ်ဆိုင်ရာတန်ယုံစစ်တန်ယုံတွေကိုဆက်သွင်းခြင်းမရှိခဲ့ကြောင်းစစ်ကောင်စီလုံခြုံရေးဖွဲ့တွေကစစ်ဆေးမှုတွေလှုပ်ဆောင်ဖို့တားဆီးရာရပ်တန့်ခြင်းမရှိတဲ့အတွက်တနက်မိုးထောင်ပြီးသုံးချက်ပြစ်ဖောက်ခဲ့ကြောင်း AB နေရနေမှာပြောပါရယ် AB သုံးရနေကလည်းငလင်ပေးအတွက်ရှာဖွေကိစ္စရင်းလုပ်ငန်းတွေမှာစေတနာလျောက်လာရောက်ကူညီလုပ်ကိုင်နေ အိန္ဒိယနိုင်ငံသားတအုပ်ကတနက်ပြောင်းများကိုရှေ့ကိစိန်းလုပ်ငန်းမတက်ဆွမ်းနိုင်လို့ဆိုကနေရက်ပြန်သွားတဲ့ဖြစ်ရလဲရှိပါတယ်လက်ရှိမှာငလင်ပင်အတွက်နိုင်ငံပေါင်း26နိုင်ငံမှာအရေးပေါ်ကူညီကိစိန်းဖွဲ့တွေကမြန်မာမှကူညီကိစိန်းဖွဲ့တွေနဲ့ပူးပေါင်းပြီးဆောင်ရွက်နေကြောင်းစစ်ကောင်စီရဲ့ပြောဆိုမှုများသိရပါတယ်မလောက်28ရက်ကလောက်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်မြန်မာနိုင်ငံရှိမြို့နယ်330နဲ့မြို့နယ်60နီးပါးမှာနေထိုင်ကြတဲ့လူဦးရေ18တန်းခန့်ထိခိုက်မှုရှိရလို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညီနိုင်ရုံးကမနေ့ကထုတ်ပြန် ါတယ်။ထိခိုက်မှုအပြင်းထန်ဆုံးနေရာဒေသကလူသန်းပေါင်းများစွာကလျှက်စင်မီတန်ရှင်းတဲ့တောက်သုံးရီစားနပ်ရိက္ခာနဲ့ကျန်းမာရေးဆောင်ရှားမှုတွေမရခြင်းဒါမှမဟုတ်မလုံလောက်ခြင်းများကြုံတွေ့နေရကြောင်းလဲ UNOCHR မြန်မာကပြောထားပါတယ်။နောက်ထပ်တစ်ပုဒ်အနေနဲ့အပြင်းရစာချုပ်ကိုချိုးဖောက်ခံနေရတယ်လို့စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်စော်မင်းတို့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။လေကြောင်းမှပုံကျဲနေတဲ့စစ်ကောင်စီက၎င်းတို့အပြင်းရစာချုပ်ကိုချိုးဖောက်ခံနေရတယ်လို့စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်စော်မင်းထုံးကပြောပါတယ်။ အပြင်းရပ်ပြီလို့ကြေညာပြီးရင်နောက်လီကျောင်းမစတိုက်ပုံကျင်းနေပြီးစစ်ကြောင်းထိုးခြင်းများလှုပ်ဆောင်နေတဲ့စစ်ကောင်စီကအပြင်းရစာချုပ်ကိုချုပ်ဖောက်ပြီး၎င်းတို့ကိုတော်လိုင်းတပ်တွေကဝိုင်းတိုက်ခိုက်ခံနေရတယ်လို့ဆိုပါတယ်။ ၎င်းတို့ရဲ့ပမော်မှာတထာနာကျုံနှစ်ခုကို KIA က AB လ3ရက်နေ့ညနေပိုင်းမှာစိန်ပြောင်းနဲ့ပြစ်ခတ်ခြင်းပမော်တက်ကတူအနီရှိစစ်ကောင်စီတပ်ကိုလည်း KIA ကတိုက်ခိုက်ခဲ့ပြီးရှမ်းမြောက်နောင်ချုံမြို့နယ်တောင်ခန်းရှိစစ်ကောင်စီလုံခြုံရေးစခန်းကို DNL နဲ့ PDF တွင်ကလာရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဗိုလ်ချုပ်စောမင်းထွန်းကဆိုပါတယ်။ KNBP ကလည်းဖားဆောင်မှရှိတဲ့တပ်ဌာနချုပ်ကိုလာရောက်ပစ်ခတ်ခြင်း AA ကလည်းအေရော်ရီတိုင်းဘက်မှာလုံခြုံရေးရယူထားတဲ့နေရာတွေကိုလာရောက်ပစ်ခတ်ခဲ့က KNU ကလည်းကတိုင်တိစခန်းကိုလာရောက်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ပြောဆိုချက်အရစစ်ကောင်စီက၎င်းတို့တပ်စခန်းတွေကိုတိုက်ခိုက်လာတာကြောင့်ပြန်လည်တိုက်ခိုက်ခြင်းသာလို့ဆိုပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ AP လ၄ရက်နေ့ထုတ်ပြန်ချက်မှာအင်အားပြင်းငလင်လောက်ခတ်ပြီးပြည်သူများပြည်တင်ချိန်မှာစစ်ကောင်စီကမြန်မာနိုင်ငံတော်လေးချောင်းတိုက်ခိုက်မှု၄၈ချိန်ပြုလုပ်ခဲ့ပြီးတင်ဆောင်သူချမ်းဆက် တအုပ်နဲ့ဒဏ်ရာရသူ49ရှိတယ်လို့ဆိုပါတယ်။ဒါပြင်မြန်မာနိုင်ငံတောင်းမှာစစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်မှု15ကြိမ်ပြစ်လုခဲ့ပြီးထိဆုံးသူ9အုပ်နဲ့ဒဏ်ရာရသူ18အုပ်ရှိတယ်လို့ထုတ်ပြန်ထားပါတယ်။လက်ရှိမှာအပြင်းရစာချုပ်ကိုချိုးဖောက်နေကြတယ်လို့နှစ်ဖက်အပြန်အလှန်ဆွဆွဲပြီးတိုက်ပွဲများဆက်လက်ဖြစ်ပွားပြီးစစ်ကောင်စီကလည်းလေကြောင်းတိုက်ခိုက်မှုဆက်လုပ်နေပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့ဖအံမကော်ကရိတ်ကိုစစ်ကောင်စီတပ်အင်အားဖြည့်တင်းနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကအပြစ်ခံရစဲထားတဲ့လူချင်းညာထားတဲ့အချိန်တွင်ကရင်ပြည်ဖအံမကော်ကရိတ်မျိုးကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအင်အားဖြည့်တင်းမှုလှုပ်ဆောင်နေတယ်လို့တော်လိုင်းတပ်ဖွဲ့နဲ့နှိစက်သူထံမှသိရပါဗျာ။ အခုစက်ကောင်စီတက္ကနီနှစ်ရက်တွင်းမှာဖန်ကနေကော့ဂရိတ်မျိုးကိုအင်အားဖြည့်တင်းမှုလှုပ်ဆောင်နေတဲ့အင်အား190ခန်းလောက်ရှိမဲ့ကော့ဂရိတ်ထဲကိုရောက်နေကြပြီလို့အမည်မဖော်လိုသူဒေသခံစင်ရေးလီလာသူတအုပ်ကဆိုပါတယ်ဒီကနေ့မနက်10:40မိနစ်အချိန်မှာဖန်အပ်ဘမစက်ကောင်စီက6ပိုင်းက2စီဂျုံတုံးမျိုးမှ9တိုင်းမှတဆင့် ကွန်ကရစ်မြို့သို့ဆက်လက်တက်သွားပြီးကားပေါ်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်အတီးတီးလိုက်ပါနေရလို့ဆိုပါတယ်။ဒါအပြင်ဒီလေ12:23မိနစ်အချိန်မှာတာမညတာယာကုန်းဘက်မှချိုင်းတရာဘက်6ဘိန်းပုံပြောင်းနှစ်စင်းကလည်းတက်စည်းလင် စစ်ကောင်စီတပ်ဖွဲ့ဝင်20အတီးတီးလိုက်ပါလာကြပြီး945တမတက်စည်းစုစုပေါင်းကား3စီးကကွန်ကရစ်မှာကတိုင်တိကိုဖျက်ပြီးစုစုပေါင်းအင်အား60ဦးလိုက်ပါနေကြတယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံပြင်အငလင်တန်အစိုးဆုံးခန့်နေရချိန်မှာအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်းကအပြစ်ရမယ်လို့ပြောဆိုထားတော်လဲ AP 4ရက်နေ့9နိုင်ချိန်မှာကွန်ကရစ်မျိုးရှိစစ်ကောင်စီ69တပ်မှာ ရန်ကုန်အင်ဒေါ်ဘတ်ချံကိုလက်နက်ကြီးပစ်ခတ်မှုတွေဆက်လက်လုဆောင်လျက်ရှိနေပြီးရဲသားပြည်သူထိခိုက်မှုမရှိဘူးလို့ဆိုပါတယ်။ဖအံမကားရီဖြစ်အင်အားဖြည့်တင်းလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကကော့ကရစ်မြို့ကိုရောက်ရှိနေကြပြီလို့ယူဆပါတယ်။အတင်းအဓမ္မတပ်သားတွေစုဆောင်ခံရသူကတပ်ဖွဲ့ဝင်၁၁ဦးခေါ်ပြီးလက်နက်များယူပြီး KIA ထံအလင်းဝင်တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်မှစစ်သားမလုံလို့လို့စစ်သားစုဆောင်ခံရစဉ် ထွက်ပြေးတော့လေပြန်လဲဖမ်းဆီးခံရပြီးတပ်သားတစ်စုဆောင်ခံရတဲ့35နှစ်ရွယ်တပ်သားမျိုးမင်းထွန်းက၎င်းဦးစီးရဲ့စစ်နောက်ပါစစ်ကောင်စီတပ်ဖွဲ့ကိုခေါ်ဆောင်ပြီးကချင်လူလက်ရေးတမတော် KIA ထံအလင်းဝင်ခဲ့ကြောင်းကာယကံရှင်ကပြောပါရယ်ကချင်ပြည်နယ်ဗမော်မျိုးသိန်းတိုက်ပွဲမှာ KIA ထံအလင်းဝင်လာသူရင်းနဲ့စစ်ကောင်စီကနီမျိုးစုံနဲ့စစ်သားစုဆောင်ခံရသူရင်းရဲ့ထွက်ဆိုချက်ကို KIA တရင်ပြန်ကြားရေးဌာနကဖော်ပြလျက်ရှိပြီးတပ်သားတအုပ်ဖြစ်သူတပ်သားမျိုးမင်းထွန်းကအထက်ပါတိုင်းပြောဆိုခဲ့တာပါကိုမျိုးမင်းထွန်းကမိသားစုနဲ့အတူလေထဲမှာပြန်လာစေမယ့် ပေါက်တယ်လို့ဆိုပြီးလာခေါ်လို့ထွက်ပြေးခဲ့ရကြောင်းဒါပေမဲ့စစ်သားရှင်များရဲ့အဖမ်းခံရပြီးစစ်သားစုဆောင်ခံရခြင်းများဖြစ်ကြောင်းထွက်ဆိုလာပါတယ်။အဲ့ဒီလိုအဓမ္မခေါ်ယူလာပြီးလိုက်လာခြင်းဖြစ်ပြီးမလုံလို့ကြောင်းပြောတော့လဲရက်ကွက်ဥက္ကဋ္ဌနဲ့ရယ်ရီကတင်နန်းပြီးပါကကိုရက်ရွာကိုလုံးကြုံရေးနှစ်နှစ်လုံးဆောင်ရမှာလို့ပြောဆိုတဲ့ပြင်လစာ၄သိန်းကျော်၅သိန်းရမယ်လို့ပြောဆိုကြောင်းဒါပေမဲ့အမှန်တကယ်မရကြောင်းရှင်နှမစစ်ကောင်စီတပ်များခိုင်းနာကိုလုံဆောင်ခဲ့ရကြောင်းတပ်သားမျိုးမင်းထွန်းကပြောပါတယ် ျွန်တော်တို့အလင်းဝင်တာဆက်နေရောက်ပါပါတယ်အရင်ဆုံးမဝင်ခင် PDF ကိုဖုန်းနဲ့လမ်းချိတ်ဆက်တယ်ချိတ်ဆက်ပြီးမှဒီရတက်ဖွဲ့ကိုလမ်းချိတ်ဆက်ချိတ်ဆက်ပြီးမှညီလေးတို့ဘယ်လိုဘယ်လိုထွက်လာခဲ့အလံဖြူထောင်ထွက်လာခဲ့ဆိုတော့ကျွန်တော်တို့အလံဖြူထောင်ပြီးထွက်လာတာသူတို့ကကြိုးပါတယ်ဟိုရောက်တော့အေးအေးဆေးဆေးထမင်းလဲကျွေးတယ်ကောင်းကောင်းမွန်မွန်ညီကိုလိုထားတယ်တက်ကတော့ပြောတာပေါ့မင်းတို့ဟိုကောမိရင်တက်မှာလယ်လီးတက်မှာလို့ပြောတယ်တန်ရင်လည်းမထူးတော့ပါဘူးတက်ပလိစီသူတို့အဲ့လောက်ကြီးလုံမှာမဟုတ်ဘူးဒီလိုနဲ့ဝင်ချလာတာကျွန်တော် UCB စနေအောင်လို့ကိုမျိုးမိထုံးကပြောပါတယ်ဒီလိုအလင်းဝင်လာလို့အသက်မသေ ောနာကိုစိတ်ချလို့ရကြောင်းကိုမျိုးမီထုံးကပြောပါရယ်တနက်က ME1 ME2 ME3 ME4 အကုန်ပါပါရယ်ကြီးပေါက်တွေနဲ့ဘုံတွေလက်ပြဘုံနင်းမိုင်းတွေအကုန်ပါပါရယ်လို့ကိုမျိုးမီထုံးကအလင်းဝင်လာစဉ်လက်နက်ခဲရန်ယူဆောင်လာမှုကိုပြောပြပါရယ်မိသားစုတွေကိုပြောလိုတာက၎င်းပါဝင် အလင်းဝင်လာတဲ့တပ်ဖွဲ့ဝင်စနက်ဦးလုံးကျမ်းမာစွာရှိနေကြောင်းပြောလိုတယ်လို့သတင်းမှဖော်ပြပါရှင်